အာနီစလော့နဲ့လီဗာပူးကိုချီကျူးဂုဏ်ပြုခြင်းအာနီစလော့လုံးပြနိုင်ခဲ့ပါပြီဒီလိုလုံးပြနိုင်လိမ့်မယ်လို့ဘသူကရောထင်ထားခဲ့ပါမလဲတကယ်တော့ရာသီအစ2014ဩဂတ်လလောက်တုန်းကဂျာဂျင်ကလော့နီယာကိုနယ်သာလန်လိကနေပြီးတော့ဝင်လာတဲ့နီးပြတယောက်ကဒီလောက်လုံးပြနိုင်မယ်လို့ဘသူမှထင်ထားခဲ့မှာမဟုတ်ပါဘူးအထူးသဖြင့်ချီအစားတယောက်လောက်သာဖြည့်တင်းပြီးပြီးတော့ကြံတဲ့ဘသူ့ကိုမှတည်တည်ချာချာခေါ်ယူမပေးခဲ့တဲ့အချိန်မှာ ဒီနည်းပြတလောက်ထောက်ပံ့မှုမျိုးနဲ့ဘာများလုပ်ပြနိုင်မှမလဲဆိုတာအလုံးစဉ်းစားခဲ့ကြမယ့်ကိစ္စပါ။ယောကလုံးဝမျက်နှာစင်းလေးဖြစ်နေတာ ਉ ။အဲ့ဒီပြင်ရှိမှလူလိုပဲနေသားလန်လိကလာပြီးတော့ United နဲ့လုံးနဲ့ချလိုက်နေတဲ့တဟက်ကလည်းရှိနေတော့ယုံကြည်လိုက်ဖို့ခက်ခဲတာနားလည်လို့ရပါတယ်။တကယ်တော့ဒီဟာဒီ EPN က Liverpool အတွက်အများကြီးရေးပါပါရီ။ယာဒီပထမပိုင်း Champions League အုပ်စုမှာဇယားထိတ်ဆုံးရောက်လုံးပြထားနိုင်ခဲ့တာကြောင့် Champions League မှာလည်း အချင်းကြီးကောင်းမယ်လို့မျှော်လင့်ထားခဲ့ကြပြီးမြတ်ကဲအေးပါတာကတော့ DEPN စုဖလားပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒါဟာသူတို့ရဲ့ခါတီးပြိုင်မဲ့ဖြစ်တဲ့ United ကသူတို့ကိုကြော်တက်ပြသွားခဲ့တဲ့အချိန်၃၀ဆိုတဲ့မှတ်တမ်းကိုအမီပြန်ပြီးတော့လိုက်နိုင်ခဲ့လို့ပါပဲ။၂013မှာစာရေးတဲ့ Ferguson ကကြော်တက်ပြသွားခဲ့တာကို2015မှာ Liverpool တို့အမီပြန်လိုက်နိုင်ခဲ့ပါပြီ။ဂလော့ဟာတစ်လုံး၊ဆလော့ဟာတစ်လုံးမှာအာနီးဆလော့ဒါနှုတ်နောက်ထပ်ထပ်ပြီးတော့လှုပ်ပြနိုင်ဦးမလားဆိုတာကလေးညှို့လင်းစရာပါပဲ။ အာနီစလော့တ်မှန်သွားတာကတော့ဒီဘာဘူးအတင်းဘုတ်ဖွဲ့ရဲ့လူဝယ်ဖြစ်တင်းပေးမှုမရှိတဲ့ပုံမှာညများဆဆပြောမနေတော့ရင်သူနဲ့ကိုင်းကြီးလှုပ်ဖြစ်မဲ့ကစားသမားတွေကိုပဲသူကိုယ်တိုင်ရောက်အောင်နေရာချဖို့စူးစမ်းခဲ့တာပါအဲ့ဒီမှာရင်ဂရာဗန်ဘက်တိုလိုကစားသမားမျိုးတွေရဲ့ပြန်လည်နှိုးထလာမှုကိုမြင်ခဲ့ရတာပါအမင်းစိန်ရနေစေမိုဟာမက်ဆာလာလေးပါတာပေါ့အာနီစလော့ကကလော်ထားခဲ့တဲ့လူစင်းအတိုင်းပဲ အများစုကိုလက်ခံရတဲ့အခါမှာအပြောင်းလဲများများဆက်စားမလုပ်ပေလူဟန်ဖြစ်အောင်အခြေခံကြတာလေးတွေကိုပဲအရင်ပြင်ပြီးတော့ရှောက်လန်းပါရီကစားသမားတွေကိုစီယုံသိမ်းသွင်းနိုင်မှုဆိုတာကိုပဲအမြင့်ဆုံးစူးစမ်းခဲ့တာပါဒါဟာတကယ့်ကိုမှန်ကန်တဲ့လုပ်ရပါပဲပြိတက်ကိုသိမ်းသွင်းမှုစူးစမ်းပြီးတော့ကစားသမားတွေပြဿနာတက်တာထက်ပြိတက်ကမထောက်ခံသေးတော့လေကစားသမားကိုကိုယ်နဲ့အတူအလုပ်လုပ်လာအောင်ဆွဲခေါ်နိုင်ရင်တော်တော်ကိုအဆင်ပြေနေပါပြီကိုင်းနေဝင်ကစားအမကပြိတက်မဟုတ်ပဲကစားသမားတွေကိုဆိုတော့ရလဒ်ဒီကောင်းအောင်လုပ်ပြီးမှကကစားသမားတွေပါပြိတက်မဟုတ်ပါဘူး ရာသီကောင်းလာရင်ပရိသတ်ကအလိုလိုပါလာလိမ့်မယ်ဆိုတာကိုသူသိနေခဲ့ပါရင်ခုချိန်မှာဆိုရင်တော့လီဗာပူးပရိသတ်တွေကအာနီစလော့ကိုအထီးတောင်ခံမှာမဟုတ်တော့ပါဘူး။ရာသီစာကပြောဆိုထားတဲ့ပရိသတ်တွေကလည်းအခုလောက်ဆိုရင်တော့ပျော်ရွှင်ပြီးတော့သူတို့လိုလားနေကြတော့ပါပြီ။ပရိသတ်ကိုတင်ပိုက်ဖို့ရလက်လိုပါရင်ရလက်ကိုတင်ပိုက်ဖို့ဆိုတာကတော့ကစားသမားတွေကိုစီယုံနိုင်ရပါမယ်။ဒါကြောင့်ဒီကားတယောက်အတွက်အရေးကြီးဆုံးကအဝေးလေကမ်းပါပဲ။ဘိုးဖွဲဆိုတာကလည်းအောင်မြင်မှုရနေရင်ဘာသာမှောက်ကိုထွက်လာမှာမဟုတ်ပါဘူး။ အာနီစလော့ရဲ့အခြေခံမှုကအခြေခံအရန်ချခဲ့တာပါလီဗာပူးနဲ့အာနီစလော့တို့ကိုချီကျူးတဲ့အခါမှာဒီအာဒီမန်စီးတီးအကြဖြစ်နေတာကိုလည်းချန်လန်ထားခဲ့လို့မရပါဘူးဒါဟာမန်စီးတီးအကြနေလို့လီဗာပူးရတာလို့ဆိုလိုတာမဟုတ်ပါဘူးလီဗာပူးရဲ့တရားဒီလုံးခြေစမ်းကရဖို့အပြေအဝထိုက်တန်ပါတယ်ဒိုင်မင်းနှစ်တိုင်းဖလားစိန်ခေါ်မှုတွေမှာအကြီးမားဆုံးအင်အားစုလို့ဖြစ်နေတဲ့စီးတို့ပြုတ်ကျသွားတဲ့အချိန်ကိုအခွင့်အရေးယူပိုင်ခွင့်ရှိနေတဲ့လီဗာပူးနဲ့အာဆင်နယ်တို့အနက်လီဗာပူးဟာဒီအခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင်စုပ်ကင်ပြနိုင်ခဲ့တာကသူတို့ရဲ့အားထုတ်မှုပါပဲ ီပြိုင်ပွဲလေးဆိုတော့မက်တီနေသွားတာဖြစ်လို့ရမတ်ကသာအရေးကြီးဆုံးမှာဒါအခြေခံအကျဆုံး idea ပါပဲရမတ်များများစုဆောင်းနိုင်မှုဆိုရင်ရလဒ်တီတီငင်ငင်ဖြစ်နေအောင်လှုပ်ထားနိုင်မှုလိုပါရီအတင်းကြီးတွေနဲ့ပွဲတွေကကြီးပဲရေးကြီးတာမဟုတ်ပဲကျန်တဲ့အတင်းလက်တွေအတင်းငယ်တွေနဲ့ပွဲတွေမှာလည်းချီမချောအောင်ရတဲ့နဲ့အမှတ်တွေရအောင်လုပ်နိုင်ခဲ့ဖို့ကအလိုအပ်ဆုံးပါပဲဒီပါဘူးတို့ကဒါကိုကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါရီချန်ပီယံလိကနေသူတို့ထွက်ခဲ့ရပြီမြဲအဲ့ဒါကိုခွင့်ရေးဖြစ်နေပြောင်းလဲခဲ့ပြီးတော့ ဒီမှာပဲအာယုံဆိုင်ခဲ့တာကသူတို့အတွက်ပိုကောင်းသွားစေခဲ့ပါရင် EFM Plus မှာမြူကဆေကိုရှုံးခဲ့ရတာကတော့နည်းနည်းအထင်အရပါဘော။ဒါပေမဲ့လည်းချိန်နဲ့ဆယ်မြောက်စုဘလောက်ကိုရယူပြီးတော့အမိပြန်လိုက်နိုင်တာကသူတို့အတွက်လုံလောက်တဲ့ရာသီတစ်ခုဖြစ်နေပါပြီ။နောက်မရသည်မှာလီဗာပူးနေနဲ့ဗန်ဒိုင်းရဲ့နေရာကိုအစားထိုးနိုင်ဖို့ဘယ်လိုလုပ်မလဲ။အာနိုးထွက်သွားရင်ဘယ်လိုလုပ်မလဲ။ဆာလာကျလာရင်ဘယ်လိုလုပ်မလဲဆိုတာတွေကနောက်ရာသီကိစ္စပါ။ဒီရာသီမှာတော့သူတို့အကောင်းဆုံးစမ်းဆောင်ပြနိုင်ခဲ့ပြီးတော့ EPM Plus ကိုပိုင်ပိုင်နိုင်နိုင်စုပ်ကင်ထားနိုင်ခဲ့ပါပြီ။အာနီစလောကဒီတွဲနေတဲ့ကို ်လေပါဝူသမိုင်းမှာပြောစမတ်တွင်စရာလူတယောက်မိဖားတယောက်ဖြစ်သွားခဲ့ပါပြီနောက်ရသည့်ကိစ္စတွေကတော့နောက်ရသည်မှာဆက်ပြီးတော့တွေးကြတာပေါ့အခုတော့လေပါဝူနဲ့အာနီးစလော့ကိုဂုံပြူလိုက်ကြရအောင်ပါ